။ Allegan leader သမတော့နော် G6 mesh 2 number 2 Alia 6.5 cm and 5.5 cm ရှိတော့ဒေါင်းမန်စတုကံပုံကိုဆွဲတာပါဒီပုတ်ကိုဆွဲတာနေနဲ့တူတွေ့မယ်เนาะဒါကျွန်မဆွဲတဲ့ပုံစံကကလေးကြီးကျွန်မတင်တဲ့ကလေးတွေပုံစံเนาะ Alia 6 cm ကိုဆွဲလိုက်ပါမယ် အလျာ6 cm ကိုဆွဲလိုက်ပါပြီဆွဲသားနည်းရေးမယ်ဆိုလို့ရှိရင်အလျာ6 cm AB is equal to 6 cm ရှိတော့မြင်ပိုင်းကိုဆွဲသည်ဒီလိုလည်းရေးလို့ရတယ်အလျာ6 cm ရှိတော့မြင်ပိုင်း AB ကိုဆွဲသည်ဒီလိုလည်းရေးလို့ရနော်အစ်စ်တဲ့ now အစ်စ်နှစ်ကိုဆွဲမယ် A မှာ90 degree တောက်ကိုဆွဲမှာဖြစ်ပါတယ်90 degree တောက်ကိုဆွဲမှာဖြစ်ပါတယ် A မှာ90ဒီဂရီတောက်ကိုဆွဲမှာဖြစ်ပါတယ်เนาะတောက် B A L ကိုဆွဲမှာဖြစ်ပါတယ်တောက် B A L is equal to 90 degree ကိုဆွဲပြီး AD is equal to ကိုပိုင်းဖြစ် AD ကိုတိုင်းလိုက်ပါမယ်5.5တိုင်းလိုက်ပါမယ်5.5တိုင်းလို့ရှိရင်ဖြတ်မှာဖြစ်ပါတယ်သူ့ကို D လို့ထားလိုက်မယ်သူက5.5 စင်တီမီတာဆွဲသားနီးတယ်ဆိုလို့ရှိရင်ဆွဲသားနီးအစစ်နှစ်ကိုရေးမယ် A9 dot B A L is equal to 90 degree ကိုဆွဲပြီး AD is equal to 5.5 cm ကိုပိုင်းဖြတ်သည် Now အစစ်တော်ကိုဆွဲမယ် B9 90 degree ကိုဆွဲမယ်90 degree ကိုဆွဲမယ် 90 degree ဆွဲယူလို့ရှိရင်ဒေါက် ABF နော်90 degree ကိုဆွဲမှာဖြစ်ပါလေပြီးလို့ရှိရင် B မှာထောက်ပြီးလို့ရှိရင်5.5 cm ကိုပိုင်းဖြတ်မှာဖြစ်ပါတယ်ပိုင်းဖြတ်လိုက်ပြီနော်ဒီနေရာမှာ5.5 cm ပိုင်းဖြတ်ပြီးလို့ရှိရင်ဒီမှာ C လို့ထားလိုက်မယ်ဆွဲသားနေအစ်စ်3ကိုရေးမယ်ဆိုလို့ရှိရင် B night tau abf equal to 90 degree ကိုဆွဲပြီး bc is equal to 5.5 cm ကိုပိုင်းဖြတ်သည်ဒါကအစ်စ်3 now အစ်စ်4 c နဲ့ d ကိုဆက်သွယ်ပါซิกเซนติเมตร ထိုအခါ ABCD သည်လိုအပ်သောဒေါမတ်စတူကန်တစ်ခုဖြစ်ပါသည်။ဒါဆိုရင်ကျမတို့တိုင်းကြည့်ရအောင်နော်ဒီနေ့။တိုင်းကြည့်မယ်90 degree အတူတူဟုတ်တယ်နော်။နောက်ဒီဘက်လေးကိုတိုင်းကြည့်မယ်။90 degree